မြတ်ဗုဒ္ဓခြေရာတော်နှစ်စုတရှိပြီး83ရက်ကြာကျင်းပမယ်မကွေးတိုင်းဒေသကြီးမင်းမှုမြို့နယ်ရှိမန်းရွှေဆက်တော်ဖျားပွဲတော်ကိုဇန်နဝါရီလ24ရက်နေ့နံနက်ပိုင်းကစတင်ဖွင့်လှစ်ခဲ့ရာအရင်နှစ်တွေကထက်ဖျားပူးတွေပုံမူလာရောက်ခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါဖျားပွဲတော်ကိုနှစ်စဉ်တဘူရဲလာဇန်9ရက်နေ့ကနေမြမနှစ်စန်း10ရက်နေ့ထိကျင်းပလေ့ရှိရာဖြစ်ပါတယ်။ဖွင့်ပွဲနေ့မှာတော့မန်းချောင်းဝဲဘက်ကန်တဖူးရှိဖုံးအုပ်ထားတဲ့အောက်ခြေတော်ရာကိုဖွင့်လှစ်အပူဇော်ခံခဲ့ပါတယ်။ ဒါအပြင်မန်းချောင်းရဲ့ရာဘတ်တစ္ဆာဗန္နတောင်တော်ပေါ်ရှိအထက်ဆက်တော်ရာကိုလည်းဖွင့်လှစ်အပူဇော်ခံခဲ့ကဖွင့်ပွဲအခမ်းအနားမှာရွှေဆက်တော်ဖရာဩဝါဒစရိယာဆရာတော်ကြီးတွေကကြီးမှုပြီးမကွေးတိုင်းဒေသကြီးဝင်ကြီးချုပ်ကဖဲချိုးပြတ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ဖွင့်ပွဲပြုလုပ်ရာမှာရွှေသားစစ်နဲ့ပြုလုပ်ထားတဲ့ဆက်လက္ခဏာတွေပါတဲ့ခြေတော်ရာကြီးတစ်ခုကိုလည်းဝင်းခင်းအနေနဲ့ပွဲတော်အတွင်အ धिक လမ်းမတစ်လျှောက်လှည့်လည်အပူဇော်ခံခဲ့တယ်လို့သိရပါတယ်။ ပွဲတော်မှာဖះဘူးတွေကတစ်နှစ်ထက်တစ်နှစ်ပိုမိုစီကားလာပြီးလုပ်ငန်းလုပ်ကင်ခွင့်နေမှာတော့အာနာပိုင်နေတဲ့နှိစက်သူတွေကသာလဝက်ကြီးအုပ်ထားပြီးတဆင့်ပြန်လဲရောင်းချတာတွေဟာအစင်လာတစ်ခုလိုဖြစ်နေပြီဖြစ်တယ်လို့ပွဲတော်ဖွင့်ပွဲကိုလာရောက်တဲ့ဖះဘူးတဦးကပြောပါတယ်။အခုနှစ်မှာပုဂ္ဂလိကတဲချောင်း17လုံးပါတဲ့တွဲကို730တိဈေးပေါက်ခဲ့တာကြောင့်ဖွင့်ပွဲနေမှာပဲတဲခိုကဟာတခန်းကိုတညကျက်9000လောက်ဈေးရှိခဲ့လို့သိရပါတယ်။9000မှာအခုနိုင်တော့မသိပါဘူး။ အဲ့မှာတနေရာတမောပဲစဉ်သိင်းနဲ့သုံးလေးဆိုတော့ဒီကျိုင်းရဲ့မျိုးအလကားလောက်ဆောင်နေတာပေါ့တော့မှာအဲ့လိုလေညိုင်းကြည့်ကြအောင်လာကြောရတော့အင်းနည်းကဆိုရင်အဲ့လုံးင်းတော့15ပြီပြီဒီခုနပြီလေအဲ့ကောင်ကသုံးသိန်းပဲနဲ့၄သိန်းပါပဲရှိတယ်ဒီနေ့ဆိုရင်15ပြီပြီခုနပြီဆိုရင်10သိန်းတောင်ရှိပါတယ်10သိန်းက10သိန်းကနေမှခုနသိန်းကျားနေမှာရှိရကြအဲဈေးကတော့ထက်ဝက်မကွာသွားတာပေါ့နော်အဲ့ဒီတဲ့ကောင်ကလည်း သူတက်မှာကလည်းတက်မှာလာပါပဲဒါတော့အချိန်ကတော့လေတင်လာပါပဲနေ့တိုင်းမတက်မှာနေတဲ့ခါကြတယ်လေတက်မှာမှလည်းမဟုတ်ဘူးလေသူတို့လူတွေဆိုတော့တက်မှာမှလည်းမဟုတ်ဘူးကွာဒါအပြင်ပွဲတော်တွင်ဝင်ကြီးဟာလည်းဆိုင်ကယ်တစ်စီးကို7500ရှိနေတာကြောင့်အဆိုပါဈေးနှုန်းတွေဟာဂောဘကအဖွဲ့ကသတ်မှတ်ထားတဲ့ဈေးနှုန်းတွေထက်ပိုမိုများပြားနေရလို့ဖျားဘူးလာရောက်သူတွေကဆိုပါတယ် အခုနှစ်ပွဲတော်ချိန်မှာရွှေဆက်တော်ဖေယားကိုပသိမ်မုံရွာလန်းကနေခွဲဝင်တဲ့သုံးပိုင်လန်းကိုနှစ်လန်းသွားဖြစ်တိုးချဲ့ဖောက်လုပ်ခဲ့ကပွဲတော်အဝင်ဝမှာလဲဖေယားဘူးကားကြီးရရနာဖို့ကာကွင်အစ်စ်တခုထပ်မံတိစောက်ထားပါတယ်။ဒါပေမဲ့လည်းအရင်နှစ်တွေကပွဲတော်ကာလအတွင်း GSM တယ်လီဖုန်းတွေဆက်သွယ်ဖို့ရရှိခဲ့ပေမဲ့အခုနှစ်မှာတော့ဖုန်းလိုင်းတွေဆက်သွယ်လို့ရရှိဖို့ခက်ခဲနေတယ်လို့ဖေယားဘူးတွေကပြောပါတယ်။အခုနှစ်မှာပွဲတော်အတွင်းတဲချောင်းပေါင်းတထောင်ကျော်နဲ့ ဆိုင်ငန်းပေါင်း900ကျော်ပါဝင်ခဲ့တယ်လို့လုပ်ငန်းရှင်တွေထံကသိရပါဗျ။